အိမ်တိမ်မှာပေါ့နော်ဟိုမထားတဲ့နဲ့ပစ္စည်းတွေမရှိနေတဲ့နဲ့အရာတွေပေါ့အဲ့ဒါနဲ့ပတ်သက်တဲ့အကြောင်းလေးကိုကျွန်တော်ဝေမျှခြင်းပါပဲခင်ဗျအိမ်တိမ်မှာပေါ့အိမ်ရဲ့အရှိမင်းနဆာမှာအိုချမ်းခွဲတို့အိုချမ်းပဲ့တို့မထားတဲ့နော်ခင်ဗျဟိုကျွန်တော်တို့တချို့ သူတွေကကျွန်တော်တို့လူမျိုးတွေတချို့အလွယ်လောက်တာပေါ့နော်အဲ့ရှိမှာဘွက်ကလေးတွေပေါက်နေတယ်ဆိုလို့ရှိရင်အုတ်ခဲကျိုးလေးတွေခင်းတတ်တဲ့အကျင့်ရှိတယ်အဲ့အုတ်ခဲကျိုးလေးတွေခင်းတာခင်းလို့ရတယ်အဲ့ဒီအုတ်ခဲကျိုးထဲမှာအိုးချမ်းခွဲတွေထည့်ပြီးတော့ခင်းလို့ရှိရင်အိုးချမ်းခွဲတွေရှိနေတယ်ဆိုလို့ရှိရင်အဲ့ဒီအိမ်မှာကျဲမကြီးအရန်ချူချာတတ်တယ်စေဝါကုလို့မတက်တာတာတွေစီကုလို့မရတာမျိုးတွေဖြစ်စေတတ်တယ်ပေါ့နော်အဲ့ဒါတကူနောက်တစ်ခုကကျတော့ကျွန်တော်ဖက်နဲ့တင်မောက်နေလို့မရဘူး မစည်းတော့တဲ့ဖက်နက်တွေတိတ်များနေစုပစ်ဆရာရှိရာစွန့်ပစ်ပါပြက်လက်စပြက်နေတဲ့ဖက်နက်တွေရှိတယ်ဆိုရင်စွန့်ပစ်ပါပြီးတော့အဲဒီကိုစည်းတဲ့ဖက်နက်တွေမောက်နေတာမျိုးတွေပေါ့နော်အဲ့ဒါဆိုရင်လက်လာပါအောင်ပိတ်စေတတ်တယ်ပြီးတော့ဖက်နက်တွေကိုကျွန်တော်တို့ကဟိုတောင်တရံလောက်တရံချွတ်တာဒီလိုမျိုးကြီးကြီးများမဟုတ်ဘူးဒီလိုတွေဒီလိုတွေအဲ့လိုဖက်နက်ကပြေပြာဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီအိမ်ရဲ့စီးပွားရေးကဥတီချက်မရှိဘာလုပ်ငန်းနဲ့လှုပ်ရှားပါတယ်ဆိုတာပြောလို့မရပဲနဲ့ကြုံရကြပန်းလှုပ်ရှားရတဲ့အလုပ်မျိုးတွေနဲ့ဘဝကိုဖျက်ဆီးရတတ်တယ်အဲ့ဒါကြောင့်မို့ဒီဖက်နက်နဲ့ပတ်သက်တဲ့က ိစ္စလေးတွေဆိုလို့ရှိရင်လည်းအထူးဂယူဆိုင်ဖို့လိုတယ်ပေါ့နော်အဲနောက်တစ်ခုကကြတော့ဟိုတောက်ရီဥစဉ်ပေါ့ ိုတွေတောက်နေတယ်တောက်ရီဦးစင်လာမှာဟိုမတန့်ရှင်းသောအရာတွေအနက်အတက်မကောင်းသောအရာတွေဆုပ်ပြတ်သောအရာတွေမထားရအောင်တချို့ကတောက်ရီဦးစင်လာမှာကျွန်တော်တို့လက်တုပ်ပွားတွေထားတာမျိုးတွေတောက်ရီဦးစင်လာမှာကျွန်တော်တို့တောက်ရီဦးစင်နဲ့မတက်ဆိုင်တဲ့ပစ္စည်းလာထားတာမျိုးတွေရှိတယ်အဲ့လိုမျိုးတွေထားလို့မရဘူးတောက်ရီဦးစင်ကတောက်ရီဦးစင်ဆိုတဲ့အတိုင်းတည်တံ့ပေါ့နော်တောက်ရီခွက်အဲတောက်ရီဦးစင်အဲ့လိုထားအောင်တချို့ဆိုလို့ရှိရင်အဲရေတန့်ဘူးတွေ ျွန်တော်တို့ရေတံမှုဝယ်တောက်တယ်ဆိုရပါဘူးရေတံမှုမာတောက်တယ်ရေတံမှုတွေလာချလိုက်တယ်အဲဒီတံမှုချတဲ့နာမှာအဲတမျက်စီရှိနေတာမျိုးပေါ့နော်အဲဒီတံမှုချတဲ့နာမှာအဝတ်ပေးနေထားတာမျိုးရေတံမှုထားတဲ့နာမှာအဝတ်တွေထားတာမျိုးတွေရှိစေတတ်တယ်ဟိုစီကန်းနေလူဦးတံမှုဆိုလိုပဲပေါ့ရေတောက်တဲ့နေရာရေတောက်တဲ့နေရာအိတ်တဲ့နေရာအိတ်တဲ့နေရာထမင်းစားတဲ့နေရာထမင်းစားတဲ့နေရာပေါ့နော်အဲလိုမျိုးတီးတန့်လေးကျွန်တော်တို့ဖယ်ထားပြီဆိုလို့ရှိရင်အဲလိုနေတတ်တဲ့သူတွေဆိုလို့ရှိရင်စီဝါရီက အမတန်ဖြစ်တာအဲ့လိုအိမ်မျိုးတွေကစီးပွားဖြစ်တယ်အဲ့လိုအိမ်မျိုးမဟုတ်ဘဲနဲ့ဟိုတာမန်အိမ်မျိုးတွေဆိုရင်တော့စီးပွားကမဖြစ်ဘူးအဲလောက်ရတာပုံပြီးပြင်မှန်းနေပေါ့ကျွန်တော်ခုနကပြောသလိုဟိုစီကန်ဒီလူတံဘိုးဆိုလို့စီကန်မရှိတဲ့အိမ်တွေကတော့အဲခုရဲ့တံဘိုးကတဖြည်းဖြည်းချင်းညော့သွားတာမျိုးလေ ဖြစ်စေတတ်တယ်ပေါ့နော်အဲ့ဒါတခုပါနောက်တစ်ခုကကျတော့အိတ်တဲ့ခေါင်းအုံးပေါ့အဲ့ကိုယ့်အိတ်တဲ့ခေါင်းအုံးပေါ့ခေါင်းကခေါင်းအုံးနေရာထားမှာတချို့ကခေါင်းအုံးကခုနေရာရောက်ဒီနေရာရောက်တွေဖြစ်တတ်တယ်ပြီးအဲ့ခေါင်းအုံးပေါ့ကိုဟိုထိုင်မိတာတွေကြောတာတွေခွာတာတွေအဲ့ဒီခေါင်းအုံးကိုဘယ်လိုခဏထားတာမျိုးတွေရှိရတချို့ပါအဲ့ဒါကြီးဆိုလို့ရှိရင်လည်းအဲ့ဒီလူရဲ့ဖုံးကံကကြာစေတတ်ပါတယ်အားလေးပြပြလာပါ